ကဟိုဟာဝတ်မုံတစ်စက်ကြီးအထုတ်ပတ်တီးပေါ့ဟာဆရာကြီးတာယာမင်းဝင်ရဲ့ဝတ္ထုဟုတ်ကဲ့လေက character လေးစီမျောပြီးလုံနေရင်စကားပြီးတော့မပြီးသားကြီးခလေးရုပ်တွေမဟုတ်တည်းကမဆိုင်တော့ဒါတူကသူ character ဖြစ်သွားတာဟောဒါညီမလေးကဒါဟိုဝေဖန်ပေးပါဦးအဲဟိုဟာနောက်ဟိုအဖေထုံးလင်းလာမယ်လို့လည်းမြင်တယ်ထုံးလင်းလာဘလို့ဘလို့တိကျအောင်လုပ်တော့ဘလို့ရအောင်အေးတောက်ပါမှာပေါ့နော်အဲအဲ့လိုမျိုးထုံးလင်းပြောရင်ကောင်းလားတောက်ပါကောင်းရင်ပြောမှာတောက်ပါဆိုဖို့လာမယ်နော်အဲဒါဒီမှာလေးထပ်ပြီးတော့အများကြီးတောက်ပါဖို့ရှိရလို့မြင်ပါတယ် ကဟိုဟာဝတ်မုံတစ်စက်ကြီးအထုပ်ပတ်တီးပေါ့ဟာဆရာကြီးတာယာမင်းဝင်ရဲ့ဝတ္ထုဟုတ်ကဲ့ခင်ဗျာအာညီမကတော့ဒီဝတ်မုံတစ်စက်ရဲ့အထုပ်ပတီးမှာနင်းစုလောက်လာပါအာကိုတမင်းလူရဲ့ဇနီးပေါ့ဒီကားလေးကဟိုဟာနော်အာရိုမန့်စ်လေးဟုတ်ဒရမာလေးလည်းပပလေးပါတယ်ကောမဒီကတော့အကိုကတောက်လျှောက်လို့ပါနော်အဲသူကအကိုကာရိုက်တာလည်းဒါရွှွှွှွှနှောင်းနှောင်းနဲ့နောင်နှောင်းပြပြနေတတ်တဲ့ကာရိုက်တာဆိုအဲ့မှာအကိုကကောမဒီလေးလောက်ရပါပေါ့သူကကာရိုက်တာလို့ဟာတာဟိုခက်နောက်နောက် ပြောင်ပြောင်လေးနေရဆိုရင်မဲ့သူအချစ်ပေါ်မှာတော့လေးနဲ့တယ်ပေါ့နော်လေးလက်နဲ့ချစ်ပြီးတော့မှဟုတ်ကဲ့ရှောက်လုံနေတာပေါ့ကောင်းလေးအဲ့လိုပုံစံမျိုးလေးပါဒီမှာကတော့နင်းစုကအလိုအဲဒီတည်ငြိမ်ရင့်ကျက်တဲ့ เนาะမျိုးသမီးလေးပဲ तू ဟိုလေးပေါ့ तू ကကြောင်းဆရာမလေးကြောင်းဆရာမလေးကြောင်းဆရာမလေးမှာ तू လည်း fancy လေးပဲ fancy လေးပေါ့ဟိုလို heavy ကြောင်းဆရာမလေးမဟုတ် तू စတင်တဲ့အချိန်မှာစတင်တယ်အိမ်ရောက်တော့ तू ပေါ့ तू သူနေခြင်းတလို့လေးနေတယ်အဲ့လိုလေးအဲ့လိုမျိုးပေါ့ပေါ့ပါပါလူငယ်ဆန်ဆန်လေးပေါ့เนาะလူငယ်ဆန်ဆန်လေးပဲမဲ့အဲ तू ရထားတဲ့အမျိုးသားကြောင်အာနောက်နောက်ပြန်ပြန်နေတယ်ပေါ့အဲ့ဒီမှာဟာမောင်ဘာကြီးလောက်တာအောင်ပါနေအဲ့လိုမျိုး light ထိမ့်ပေးရတဲ့အမျိုးသမီးလေးပေါ့အဲ့အဲ့လိုပါပဲ ီးတော့အရှိမညီမလေးနဲ့တရက်နှစ်ရိုက်တဲ့ချိန်မှာသူ့မှာရီကြောရှိမှကျွန်တော်မသိဘူးကျွန်တော်စလိုက်တာပဲစပြီးသူကရီရီခဏလေးတော့ကိုရီတာအဲ့လိုပဲနောက်ပိုင်းကျတော့ drama scene တွေရှိမှဆိုလို့ရှိရင်အတွက်ရီကြောရှိတယ်ဆိုတော့ကျသိပါတယ်အဲ့လိုချိန်တွေတော့တိတ်မစားဘူးအဲ့လိုမျိုးအမရတော့အရှိမအရန်ခွေထားရလေသူရှင်မွေးသားမျက်နှာမြင်ကိုရီချင်းနေရ drama scene ကျတော့ညီမလေးရီကြောရှိတော့လေသူရီပြီးွားလို့ရှိရင်မူကနော်အဲ့လိုမျိုးပြန်ခေါ်နေရတော့မူကအဲ့လိုမျိုးအဲ့ကြတော့ အလုပ်ပုံပါလဲကျွန်တော်နှောက်ရှက်လိုက်တယ်လို့ဖြစ်သွားတာအဲကြောင့်အလုပ်ကိုလည်းမနှောက်ရှက်ချင်တော့အဲ့လိုချိန်ကြီးကလွန်ချင်တဲ့ချိန်ကြီးကတော့စပါတယ်ဒီဒါကိုရှင်မလာနဲ့ပထမဦးဆုံးစုံဘူးပါဗောနော်စုံဘူးတော့မှန်တမ်းပြောရင်ဂျန်ဒီသီထားမိဟာအဲအရင်ကတည်းကလည်းတည်တယ်ရုပ်ဆောင်ကောင်းတဲ့သူတယောက်ဆိုတာလည်းတည်တယ်အခုဟိုဟာလို့တော့ပို့ပြီးတော့လေးစားကသူသူရုပ်ရှင်မမရိုက်နေရဲ့ကိုယ့်ဟာကိုတာမန်အပြင်ချိန်မှာလဲအဲသူ့ဘာလို့ဒီ respect လေးနဲ့နေတယ်သူကတိတိတန်တန်လေးနေတယ်ကောင်းတဲ့ တရုတ်ဆောင်ကောင်းတယောက်တကယ်ကို professional ဆန်နဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်တာကိုလည်းတွေ့တယ်။အဲတကယ်တရုတ်ဆောင်ရမယ့်အချိန်မှာလဲ drama scene တွေမှာဆိုဂျန်နီဆိုမူထဲဖို့အချိန်တစ်ခုအမြဲပေးရတယ်။အဲဒါပေမဲ့အကူအကျအလိုချက်ချင်းဆိုရင်ချက်ချင်းပေါ့နော်။သူဒီဒီ scene ပေါ်မှာမူယူနိုင်တာလဲတွေ့တယ်။အဲ့လေးကတော့အော်ကိုဘီနာကနေအော်အေးငါလဲဒါဒါမျိုးလေးလုံနိုင်အောင်လုပ်ရမယ်ဆိုပြီးတော့ဖြစ်ဖြစ်တာပေါ့နော်။ကိုကိုကိုစီကနေ လေ့လာမိတာလေးပေါ့ကျေးဇူးတင်ပါတယ်ဒီမလေးကကြာတော့အမှန်တမ်းပြောရင်တရုတ်ဆောင်တာကိုပုံမှန်ဆိုလို့ရှိရင် तू ကအခုလာနေကားမှာဆိုတော့ तू က drama အဲ drama အိမ်တော်ကြီးဒီမှာကြာတော့ fancy အိမ်တော်ကြီးအခုနှစ်ခုကိုရှင်ကြည့်လိုက်တဲ့ခါမှာနှစ်ခုလုံးကိုအဲညီမလေးနဲ့လိုက်တယ်အဆင်ပြေတယ်အဲ့လိုလေးက character လေးစီးမျောပြီးလုံနေရင်စကားပြီးတာမပြီးတာကြီးခလေးရုပ်တွေမဟုတ်တယ်မဆိုင်တော့ဒါ तू ကသူ character ဖြစ်သွားတာဟောဒါညီမလေးကဒါဘယ်လိုပြောရမလဲဟိုဝေဖန်ပေးပါဦးအဲဟိုဟာနောက် ဟိုဘာဖြစ်ထုံးလင်းလာမယ်လို့လည်းမြင်တယ်ထုံးလင်းလာဘယ်လိုဘယ်လိုတိကျမလို့တော့ဘယ်လိုရလဲအေးတောက်ပမှာပေါ့နော်အဲအဲ့လိုမျိုးထုံးလင်းပြောရင်ကောင်းလားတောက်ပကောင်းရင်ပြောမလားတောက်ပဆိုဖို့လာမယ်နော်အဲဒါညီမလေးထပ်ပြီးတော့အများကြီးတောက်ပဖို့ရှိရလို့မြင်ပါတယ်ဟုတ်အဲ့တခါတလေကိုမအားမလိုက်ကဟိုအပြင်သွားပြီးတော့လေတငယ်ချင်းနဲ့ရှောက်သွားပြီးတော့ရှောက်ပျော်ပါးနေတာလက်ရှိမှာအခုဒါဒါဒါလေးပေါ့နော်ဒီဒါဝုံမုံတစ်စိထုတ်ပက်တည်းက6လပိုင်း အခုရိုက်နေကားလေ6လပိုင်းလာပဲလို့ပြောတယ်ပြီးတော့တခြားရိုက်ထားတဲ့ဟိုရုပ်ရှင်ကားကြီးတွေပေါ့နော်ဟိုဇလန်းတွေလည်းရှိပါသေးတယ်ဟုတ်ဒီမှာလည်းအဲနောက်ထွက်လာမှလေးရှိတယ်နောက်လာတဲ့မှာတခုတော့တက်မယ်လို့တော့ကြားရတယ်ပေါ့နော်အဲ့လေးထွက်လာရင်လည်းเออไอ้จ่ายอนาวส์ลงไปมั้ยลูกเออจนเนี่ยกูชิมวินลาเลยอกางซงจู้ซ่าท้าให้ตัวจองตะลายอะไปบาลูกเปิ้ลชิมมาเลยเนาะดาเนี่ยแฟนซีโป้บาเลยเนี่ยជីได้ดูแลเออสิป่อบามั้ยบ่เนาะสิสิเปาะว่าแม่กาเลยบ่เนาะไอ้โหลမျိုးนี้เออสรอกดา ဒါပြိတက်ကြီးအချိန်ပေးရကြုံနဲ့အောင်ညာကြီးကြိုးစားတာပါလေခင်ဗျာဟုတ်ကျေးဇူးပါကျေးဇူးပါ